ငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်ဆက်ခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်းခဲ့တဲ့သူအခုတော့မမိုးခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစလဲဘလို့အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်လက်ရှိရှေ့တန်းမှာတာဝန်ထမ်းဆောင်နေစစ်တီရဲ့အခြေအနေကိုခင်ဗျားတို့မသိပဲနဲ့လိုင်းပေါ်ကနေပြီးတော့နော်အဘကကြောင့်ကြီးပုံကြီးကိုနောက်မှထားပြီးတော့အာမချောင်းနဲ့နော်နော် ြည့်ကံဘဝနဲ့အမုန်းခံလူသားတက်တော့အကောင့်ပိုင်ရှင်ကိုဇော်ဖုံဟိန်ဒီကျမအာကုံတိတ်ခါကိုထိခိုက်စေတယ်ချင်းချောက်တယ်နော်ခင်ဗျားတို့စောက်ကူမဆိုင်တာကြောက်ကနော်ခင်ဗျားတို့အဲ့ line ဘဝနေပြီးတော့လေ attention တွေရှာပြီးတော့အာချောင်နေတဲ့နော်ဟာမတွေပနံပါတ်358မြင်းဆောင်2025စက်သက်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် ကျမတရားဝင်ဥရေနှင့်အညီတရားစွဲဆိုမှု ပြုခဲ့ပြီးပါပြီတို့ရေကျမဒုံမိုးခိုင်ဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်မေလ8ရက်နေ့အရန်ကိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့ကလေးပေါ့ရှင်ကျမဒီရက်ထက်မှပျောက်သွားလို့ကျမရဲ့မိဘပြည်သူတွေညီကောင်မောင်နှမတွေကစိုးရင်စိတ်တွေနဲ့စိတ်ပူပူရှိနေကြတာဟုတ်လားကျမစီကိုဖုန်းနဲ့ဆက်ပြီးတော့အမျိုးမျိုးသတင်းပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရရှိပါတယ်ဟုတ်လားအခုကျမရဲ့မိဘပြည်သူတွေအရန်ကိုမျှော်လင့်စောင့်စားပြီးတော့မျှော်လင့်တကြီးနဲ့ အရန်ကိုစောင့်စားနေခဲ့တဲ့ပွဲလေးယနေ့ကျမတရားဝင်အတိပေးကြော်ညာပါတော့မယ်ဟုတ်လား why and simple is like youtube အကောင့်ပိုင်ရှင်ဖြည့်ကံဘဝနဲ့အမုန်းခံလူသားတက်တော့အကောင့်ပိုင်ရှင်ကိုဇော်ဖုံဟိန်ဒီကျမအာဂုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်နော် ကျမရဲ့ဓပုံလေးကိုကျမရဲ့ဓပုံလေးကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမှုအပြောဆိုတွေကျမကိုမယိုင်းဆဲဆိုးစွာနဲ့ပြုလုပ်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးကနေဒီကနေ့ရှေ့ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရစခန်းမှာပနံပါတ်358မြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် တမတရားဝင်ဥရင်နှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပါနံပါတ်35ရှိမြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးနဲ့ဥပဒေနှင့်အညီတရားစွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะဟုတ်လားတမအရင်တုန်းကလုပ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံလူတန်းစားဘဝမြင့်မားရေးပါတီရဲ့အထွေထွေအတွင်းရေးမှုအဖြစ်ဘာသာတနာတိုင်းပြည်အတွက်အရေးကြီးတဲ့အချိန်မှာ နော်ရှေ့ကနေမာမာမမရက်ပြီးတော့တိုက်ပွဲဝင်ပြီးတော့လောက်ခဲ့တဲ့ကျမဒုံမူခိုင်ကိုကျမရဲ့ပါတီနာမည်တွေဟုတ်လားအခြေခံအခြေခံလူတန်းစားဘဝမြင့်မားရေးပါတီဆိုတဲ့ခေါင်းစဉ်ကျမဒုံမူခိုင်ရဲ့ပုံတွေကိုဒီ social media သူ့ရဲ့ဒီ YouTube account social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့သည့်အတွက်ကျမက66ဂါကြီးနဲ့ယနေ့ တောင်တကုံနော်တောင်တကုံမြို့မရဆခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လားငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါ့ကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်ဆခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်တီးလက်မောင်းတန်ခဲ့တဲ့သူအခုတော်မမိုးໄຂဆိုတဲ့မိန်းမကဘလို့အမျိုးအစားလဲဘလို့ အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်ကျမရဲ့ဒီဓာတ်ပုံတွေကိုပြပြီးတော့သူ့ကိုကျမကချိန်ချောက်ပါတယ်ဆိုပြီးလိန်လေပြောဆိုခဲ့တဲ့အကြောင်းလေးကိုကျမဒီ live ကျမရဲ့ Facebook account နော် Facebook account ကနေကျမညက်ကြမင်္ဂလာပါဗျာကျွန်တော်ကျဆိုးပါဒီနေ့ကျွန်တော်မေလ10ရက်နေ့ဖြစ်ပါတယ်အဲ့တော့ပရမဆုံးတစ်ခုတင်ပြချင်တာကဒီကိုစောဘောင်း6ယောက်ကာကြီးနဲ့အမှုပုခံလာရတော့သိရတယ်အဲ့တော့6ယောက်ကာကြီးကကျွန်တော်ဒီဆက်သွယ်ပုံမှာလည်းဖြစ်တယ်ဖွင့်တာကကျွန်တော်ဒီရန်ကုန်တိုင်းဒေသကြီးတောင်တုံးကမှာဖွင့်တာအဲ့တော့ ရန်ကုန်မှာနေတဲ့ဒီဒီအမျိုးသမီးတယောက်ကဖွင့်တယ်ပေါ့ဗျာအဲ့တော့ဖွင့်တဲ့လူကို ဖွင့်တဲ့လူနဲ့ပတ်သက်ပြီးတော့သူကမှန်တယ်သူကမှားတယ်ဒီပေါ်မှာကျွန်တော်ဆွေးနွေးတော့မှာမဟုတ်ပါဘူးအဲ့တော့မှားခြင်းမှန်ခြင်းကလည်းဒါသူသူဥရိယသူဆုံးဖြတ်မဲ့ကိစ္စလည်းဖြစ်တယ်ဥရိယသွားမဲ့ကိစ္စလည်းဖြစ်တယ်ဒီပေါ်မှာတော့ကျွန်တော်မဆွေးနွေးလို့ပါဘူးအဲ့တော့ဖွင့်တဲ့လူကမှားသည်ပဲဖြစ်စေဖွင့်တဲ့လူကမှန်သည်ပဲဖြစ်စေဒါကကျွန်တော်ရဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒီကိုစောပွင့်ကပြောပါတယ်သူလည်းအဲသူလည်းဒီနှစ်ယောက်ကိုလူပုဂ္ဂိုလ်နှစ်ယောက်ကိုသူလည်းအမှုဖွင့်မယ်လို့ပြောတယ်ဗျာ သူကတော့ကျွန်တော်လည်းပြောပါတယ်သူလည်းဒီညသို့မဟုတ်မနေ့ပြန်လာမှသူအမှုပုံမယ်လို့ပြောတယ်ဒါတော့ကျွန်တော်တို့ဒီကုစော်ဘိုးကြီးနဲ့ပတ်သက်တဲ့အခြေအနေပေါ့ဗျာတချို့ကကျွန်တော်လက်လက်မေးကြလို့ကုစော်ဘိုးအမှုဖွင့်ခံတာဟုတ်လားဆိုတော့ကျွန်တော်တို့လည်းကျွန်တော်မိတ်ဆွေတွေမိတ်ဆွေတွေကပို့တော့ကျွန်တော်လည်းကြည့်လိုက်တော့ဟုတ်တယ်လို့ဟုတ်တယ်လို့ကျွန်တော်သိရတယ်အမှုဖွင့်ခံတာဟုတ်တယ်ဟုတ်တယ် အဲ့ဒါမှန်တယ်အဲ့တော့ဒီပုံမှာကျွန်တော်မိတ်ဆွေကကျွန်တော်ခမရထင်မြင်ချက်ပေးပါဆိုရင်တော့ကျွန်တော်ဒီပုံမှာထင်မြင်ချက်ပေးမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ဒီတရားရုံးကိစ္စလည်းဖြစ်တယ်။ဒါကကျွန်တော်တို့ဒီဥပဒေရာသွားမယ့်ကိစ္စလည်းဖြစ်တယ်။ဒီပုံမှာကျွန်တော်မှားတယ်မှန်တယ်ကျွန်တော်မပြောလို့ပါဘူး။ထပ်ပြီးတော့ကျွန်တော်ကိုစိုးဘွင်းကလည်းအဲဒီလူပုဂ္ဂိုလ်နှစ်ယောက်ကိုထပ်ပြီးတော့ကျွန်တော်တို့ဒီအမှုဖွင့်မယ်လို့ပြောတယ်။ဒီပုံမှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဒီပုံမှာတော့ကျွန်တော်မပြောလို့ပါဘူးမဆွေးနွေးလို့ပါဘူး။အားလုံးကျေးဇူးတင်ပါတယ်။ကိုစိုးတကားစိုးဘွင်းနဲ့ပတ်သက်ပြီးမှဦးစဉ်ပြောစရာလေးရှိလို့ပါနော်။ တကားသောဘိုးဟိန်းနဲ့ပတ်သက်ပြီးစားတော့တကားသောဘိုးဟိန်းဖန်ခံပြီးဘာညာဆိုမှဝါရတွေဖြန့်နေကြပါတယ်ဗျာနော်တကားသောဘိုးဟိန်းရဖန်မခံပါဘူးဗျာသူခီးထွက်နေရဖြစ်ပါတယ်ဗျာနော်ခီးထွက်နေတာဘာကြောင့်ဖန်ခံတာလဲဆိုတော့နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်ဝကြုံမှုကြီးမင်းအောင်လှိုင်ဦးမဆက်ကဦးထားဝကြုံမှုကြီးနော်ကာကွယ်ရေးဦးချုပ်ဝကြုံမှုကြီးဒါဆဲတယ်ပေါ့ဗျာဆဲတယ်ဆိုရင်မှယာယီဓမ္မရနော်ဝကြုံမှုကြီးကာကြုံကြီးကိုဆဲတယ်ပေါ့ sorry ဝကြုံမှုကြီးနော်ကာကြုံကြီးဆဲတယ်ဆိုပြီးမှနော် ကရမ်းကြတော့ဘုသောဘွေဘာတို့ကြီးကိုဆက်ရင်းလုံးဝဟုတ်ပါဗျာဘာတို့ကြီးကိုဘုသောဘွေဆဲလဲမဆဲပါဘူးဗျာတစ်ဖက်ကနေမှအထမ်းခံအောင်ဆိုးဆိုးစီဘုကကကြီးဘောဒီကြီးမှအနေနဲ့တော့ဘောမသူကနေတော့ဘုသောဘွေဖန်ခံအောင်ပါ냐ဆိုပြီးမှဒါမို့လို့ပြောနေရရှိတယ်ပေါ့နော်လုံးဝလုံးဝကိုစောဘိုးရင်ဒီကာကြုတ်ကြီးကိုဆဲရလောက်အောင်ဒီလေမမိုက်ရိုင်းပါဘူးဗျမိုင်တော့မမိုက်ရိုင်းပါဘူး တစ်ဖက်ကနေမှ तू อ่ะဗျာမကျင်းတော့ဒီ PDF တွေကိုဆဲလိုက်တယ်ဟိုဟာတွေကိုဆဲလိုက်တယ်ဟိုဟာတွေဆွဲပါအဲ့ဒီချိန်မှာတော့ဖြတ်ညက်ကဆဲလိုက်ထားတယ်ကာချိုဖြတ်ညက်ကလုတ်တယ်ယူမှာအာသဘောသဘောညာကာချိုကြီးကိုဆဲတယ်ဟာနိုင်ငံတော်ကဆဲတယ်ဆိုယူမှာဒါမျိုးလုတ်တာပါဒါမျိုးတွေဖြတ်ညက်ကတွေလုတ်တယ်လို့ဥစဉ်သုံးထပ်ထားတုံးတက်ထားတဲ့ဖြတ်ညက်ကတွေလုတ်တယ်လို့ဥစဉ်ပြောချင်ပါတယ်ဗျာနော်ကဲကရှင်ကိုဇော်ဘိုးဟင်းဒီတက်မတော်ကိုဘလောက်ချစ်တယ်တက်မတော်ကိုဘလောက်တက်မတော်မိသားစုတွေပေါ်ရှီတန်းတက်မတော်သားတွေပေါ်ကို ဘလောက်ချစ်တယ်လဲဆိုတာကိုအလုံးမြင်တဲ့အတိုင်းပါပဲဗျာနော်အလုံးမြင်တဲ့အတိုင်းပဲပြည်ဦးလို့ကြောမှာအကောလို့မရရတဲ့ကြောမှာတတ်မလို့ရတဲ့အတိုင်းကိုမေးလို့ရတယ်အကောလို့နော်သူတွေတကယ်လို့တုံးတတ်တာတွေဝေဖန်တာတွေများခဲ့ရင်တော့မှနိုင်ငံကိုချစ်စိတ်နဲ့တမ်းမလို့ချစ်မလို့နိုင်ငံတော်ကြီးကဘော်ဒီကိုတုံးတတ်တာဝေဖန်တာတော့ရှိမှာပဲ ဒါပေမဲ့နိုင်ငံတော်အကြီးအကဲဒီပေါ်ကိုဆဲလောက်အောင်တီတူမမိုက်ရိုက်မှုဆိုတာကိုဥစဉ်တရားခိုင်တော့အမခံပါလေဗျာနော်အဲ့တော့နိုင်ငံတော်အကြီးအကဲများအားလုံးကလည်းကိုစောဖွင်းကိုမဖမ်းနဲ့လို့ဘယ်ဆအဖမှလည်းဘယ်ရောက်သူကမှလည်းမဖမ်းပါဘူးဗျာနော်အဲ့တော့ဦးဇင်းတို့ကတော့ဦးဇော်ဘိုးကြီးနဲ့ခွန်ပြောတာဒကာကြီးလို့စိတ်ခံစားချက်အတိုင်းတအားကြီးပြောလို့တော့မရဘူးလို့ဒကာကြီးရဲ့စိတ်ခံစားချက်ကိုဦးဇင်းတို့နားလဲတဲ့အဲ့တော့ စိတ်ခံစားချက်တိုင်းဘုရားတို့ဝေဖန်တာတုံးတက်တာတွေကတော့တုံးတက်လို့ရတယ်ဝေဖန်လို့ရတယ်ဒါနဲ့စိတ်ခံစားချက်တိုင်းဒေါရတွေမပါစင်းတော့ဘူးဒေါရတွေတအားထွက်သွားဒေါရတွေပါလို့ပြောရမှာဆိုတစ်ဖက်တွက်ကြတော့ဒါကြိုက်ပြီးသွားလိုက်တယ်လို့ဘာပဲပြောပြောဦးစင်းတို့ကဒီကိုကိုယ်စောဘိုင်းဒီတချို့လူစီကိုယ်စောဘိုင်းတို့လူမျိုးကလည်းလိုအပ်တယ်တချို့ဆိုလို့ရှိရင်ဂိတ်တင်မှာတို့လူလက်ဖစားတာတွေဘာစားတာတွေတချို့ဘူးနေပါရှေ့ဒါပြောရမှာဦးစင်းလည်းပြောတာပဲနော်ပြောတာပဲတချို့မပြောရဲကြဘူး ကိုစောဘုန်းကြီးကနိုင်ငံတော်ကလက်ကပေးထားတဲ့တရင်ဓမ္မမဟုတ်သက်စပီကဓမ္မမဟုတ်သူဒီနိုင်ငံတော်ကပေးထားတဲ့တရင်ထောက်ပံ့မှုရှိတဲ့သူတယောက်ဆိုရင်သူကတော့အမှန်တရားတော့ပြောမှာပဲဒါပေမဲ့နိုင်ငံတော်ကြီးကဲတွေပေါ်တော့သူမစော်ကားဘူးသူမမိုက်ရိုင်းဘူးသူမဆဲဆိုဘူးဒါတော့ဥစဉ်ကအကျွင်းမဲ့ယုံကြည်ပါရဲ့နော်အဲ့တော့ကိုစောဘုန်းကြီးလိုင်းပေါ်မှာမတွေ့ရတဲ့ပတ်တပြီးဖန်ခါတယ်ဟိုကလောက်ခရဆိုတော့လုံးဝလုံးဝကိုစောဘုန်းကြီးအဖမ်းမခံရပါဘူးဗျာနော်ကိုစောဘုန်းကြီးအေးဆေးဆေးပါပဲဗျာနော် နိုင်ငံတော်ကြီးကကာကြွကြီးကိုဆဲတယ်ဘာညာဆိုပြီးကြိုးဝါးတာဖြစ်တာအဲ့ဒါကဖြတ်ညက်ကကြီးဝါလို့ဥစဉ်ပြောချင်ပါတယ်ဗျာနော်ဖြတ်ညက်ကဘာကိုစောကိုယ်ယူဆဲတာဟိုဘက်ကိုဆဲတာဖြစ်ပါတယ်ဟိုဘက်ကိုဆဲရတဲ့ကာကြွကြီးပုံစံမျိုးနဲ့လိုလိုလိုတဲ့ဟာမျိုးလေးဆွဲရင်မှဖြတ်ညက်ကလွတ်လိုက်ချင်းဖြစ်ပါတယ်ဗျာနော်တကယ်လို့ကိုစောကိုယ်ယူကကြွကြီးဒီနေ့တည်းကဆဲတယ်ဆိုလို့အကုန်လုံးပြီးအောင်ဒီဥစဉ်တို့ဘက်ကကြည့်ပါလို့ပြောချင်ပါတယ်ဗျာနော်ဘာလို့လဲဆိုတော့ဒါမှဘာလို့ကြိုးပြရဆိုအချင်းချင်းဆိုလက်တန်ပြောင်းမလို့အကျင့်ရှိရကြောင့်ပြောချင်းဖြစ်ပါတယ်ဗျာနော်လက်ရှိတော့ကိုစောကိုယ်ယူကိုဖမ်းခြင်းလည်းမရှိတယ်လို့ ဦးဇင်းတို့လည်းဒါသာဘာတော်တော်များများကြီးခဲ့တယ်အကုန်လုံးတော်တော်များများဟိုဟာတော့တူတူတော့ဘာမှမတည်ဘူးဦးဇော်ဖိုင်ကိုဖမ်းဖို့တော့မပြောနဲ့တူတို့ဘာလို့ဘာမှကိုတူတို့ကတူတို့လုံတူတို့လုံနေရနော်တူတို့အလုံးတူတို့လုံနေရတူတို့လုံဆရာရှိရအလုံးလုံနေရခုတော့ရှိတယ်ဒီရက်ထဲမှာတော့သာဘာကြီးတော်တော်များများတော်တော်လက်တံပြောင်းနေပြဘာလက်တံပြောင်းတာလဲဆိုရင်ဗရက်တွေတော်တော်များများတို့တို့မိထားတယ်နော်ဗရက်တွေတော်တော်များများအကောင်ကြီးကြီးတို့လည်းတို့တို့မိထားတယ် တို့တကယ်လဲအမှန်တကယ်ဒီတကယ်ကိုတကယ်ထဲမှာမချီချူပဲမနေနိုင်ဘူးဘဒုမမတို့ရဲ့လူကြီးတွေပိုင်ပါရဲ့တို့ပါတယ်ဆိုတဲ့လူလဲလက်တန်ပြောင်းချက်ကတော့ဥစဉ်တို့ပြည်ဦးလည်းမှာဖမ်းထားတာပဲစိုက်တယ်တတယ်လုံးအဲ့စဖားတွေဥစဉ်အဲ့ဥစဉ်ပြည်ဦးလည်းတကာကြီးလို့ပြောရခမရတော်မှာကျုပ်ကပြောမိတယ်ဗျာလို့စိတ်ဆက်တမျိုးတော်မထင်နဲ့ခမရတော်မှာကျုပ်ကလို့တမျိုးထင်နေရဗျာလို့ခမရတော်မှာအဲ့လူစီရခမရပတ်ဆိုင်ယူထားလို့ကျုပ်ကထင်နေရဗျာဆိုသူယီးနေတယ်ဟုတ်လို့ ဒါခုံးရဲ့တတိယတော့ရောင်းလဲဖုံဖုံတိကြရခုမှပေါင်းလာတာမဟုတ်လားငိုကိုရဲကခုံးရလဲတဲ့တကယ်ဘဒူမသူ့ဟာကိုဘာကောင်းကြီးပိုင်မိုင်းမတင်ကတော့ကောက်ဖက်ဟန်းထားပဲသွားကြိုက်တယ်ဟန်းနေတဲ့သူဖမ်းလိုက်တာလေးစားတယ်ကျုပ်ကတော့လို့ဒီတစ်ခါတော့ခမမလေးစားပဲကိုမနေနိုင်ဘူးလို့ခမပေါ်တော့ကျုပ်ကပြင်မပြည့်ရတွေ့လို့ကျုပ်တောင်းမှန်တယ်နော်လို့တကားကြီးလို့အဲ့တော့နော် ောချင်တာအဓိကပြောချင်တာကကိုစောဘိုးကြီးဒီလုံးဝလုံးဝအဖမ်းမခံရတာအဖမ်းလုံးဝမခံရပါဘူးကာချုပ်ကြီးကိုဆွဲခြင်းလဲကိုစောဘိုးကြီးဒီလုံးဝလုံးဝမရှိပါဘူးတပ်ဖက်ရိုက်ခွက်ကသူတို့ကိုဆွဲတဲ့ဟာကိုကာချုပ်ကြီးဆွဲတဲ့ရောင်ဖျက်ညက်ကိုက်လှုပ်ထားခြင်းဆိုတာကိုလည်းပြည်သူများအားလုံးသိစေချင်ပါတယ်ဗျအားလုံးပါပဲဗျာ